ာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆရာတော်ရှင်စန္ဒာဓိကမထေရေးသားတော်မူခဲ့သော မသေးခင်ဘာလို့ကြမလဲစာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေပါမယ်ရှင်။အသေးလို့သောချမ်းသာမကုံပြတ်သောချမ်းသာ တနည်းအားဖြင့်ကာလီကအကာလီကအခွဲကတော့တေချင်းတရားကိုလွန်မြောက်နိုင်တဲ့ချမ်းသာကိုအကာလီကချမ်းသာတေချင်းတရားကိုမလွန်မြောက်နိုင်တဲ့ချမ်းသာကိုကာလီကချမ်းသာလို့ခေါ်ပါတယ်လောကီအာယုံ ကာမဂုဏ်ချမ်းသာတွေဟာတေချင်းတရားကို မလွန်မြောက်နိုင်တဲ့ချမ်းသာတွေပဲဒါနသီလတမထာဝိပဿနာမပါပဲ ကာမဂုဏ်အာယုံ ခံစားမှုတသက်နဲ့ တေချင်းတရားကလွန်မြောက်သွားတယ်ဆိုတာမရှိပါဘူးတေချင်းတရားကိုလွန်မြောက်တယ်ဆိုတာနိဗ္ဗာန်ကို မျက်မှောက်ပြုတာကို ပြောတာပါအာယုံ ကာမဂုဏ်ခံစားမှုတွေနဲ့တေချင်းတရားကို မလွန်မြောက်နိုင်တဲ့အပြင်အယုံကာမဂုံတွေပေါ်မှာဆွဲလန်းတဲ့စိတ်နဲ့တည်သွားမယ်ဆိုရင်အပယ်လူသားကိုယ်တော်မှာရှားရောက်နိုင်မှာသေးတယ် အယုံကာမဂုံတွေကိုရှာဖွေတဲ့နေရာမှာမကောင်းမှုဒုစရိုက်တွေပြုလုပ်ခဲ့မယ်မတရားတဲ့အသက်မွေးဝမ်းကြောင်းမှုတွေပြုလုပ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီအမှုတွေအတွေ့အပယ်လေးပါးမှာဒုက္ခကြွေးတွေဆက်ကြရမှာပါပဲ ာမဂုဏ်အာယုံခံစားမှုဟာတေခြင်းတရားကို မလွန်မြောက်နိုင်တဲ့ချမ်းသာပါကာမဂုဏ်ချမ်းသာတွေအတွက်လုံနေတဲ့အလုံအလုံးဟာလည်းတေခြင်းတရားကို မလွန်မြောက်နိုင်တဲ့အလုံအသေးမလွတ်နိုင်တဲ့အလုံတွေဖြစ်ပါတယ် ဝိပဿနာချမ်းသာမတ်ဖို့ချမ်းသာဆိုတာကတော့သိခြင်းတရားကိုလွန်မြောက်နိုင်တဲ့ချမ်းသာပါအရတမက်အရတဖို့ကိုရပြီးတော့ယဟန်နာဖြစ်သွားပြီဆိုရင်တော့ဒီဘဝပဲသေရတော့မယ်နောက်ဘဝနောက်ခန္ဓာတွေအသေးထက်ပြီးမဖြစ်တော့တဲ့အတွဲကြောင့်သိခြင်းတရားကနေအပီးတိုင်းလွန်မြောက်သွားပြီဘယ်တော့မှမသေရတော့ဘူး သေးတယ်ဆိုတော့ဘဝခန္ဓာရှိလို့သေရတာပါဘဝခန္ဓာဆိုတဲ့အပင်ပေါက်ရတာကလည်းကုသိုလ်ကံအကုသိုလ်ကံဆိုတဲ့စေတနာမျိုးစိမှာတဏ္ဏဆိုတဲ့အစိုးတဲ့အစေးတဲ့ရှိနေလို့ပေါက်ရတာပါ စေတနာမျိုးစေ့မှာပူကက်နေတဲ့တဏအစိုးအစေးကိုအရဟတ္တမိနဲ့၆အတွေ့ကျွမ်းမြတ်အောင်ရှုမြိုက်လိုက်နိုင်ပြီဆိုရင်တော့စေတနာမျိုးစေ့ဟာဘဝခန္ဓာပင်ကို မပေါက်စေနိုင်တော့ပါဘူး။ဘဝခန္ဓာပင်မပေါ့ရင်တေခြင်းတရားနဲ့လေစုံစည်းစရာအကြောင်းမရှိတော့ဘူးပေါ့ တောတဘံပုဂ္ဂိုလ်အစရှိတဲ့အာရိယပုဂ္ဂိုလ်တွေဆိုရင်တော့အရိယပုဂ္ဂိုလ်ပင်ဖြစ်စေကောင်းဘူးဘဝအတိတ်တွေထပ်ဖြစ်အောင်မှမို့လို့သူတို့လည်းတေခြင်းတရားကို မလွန်မြောက်နိုင်ကြသေးဘူးဒါပေမဲ့အရိယပုဂ္ဂိုလ်များအတွက်တော့တေရမယ်ဘဝအပိုင်းအခြားအကန့်အသတ်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုမတည်တော့မဲ့ပုံကိုယ်တွေလို့ပဲ ဆိုနိုင်ပါတယ် ဒီတော့မဆိုင်ဖြစ်မှတေချင်းတရားကလွန်မြောက်နိုင်မှာဆိုတော့ မတ်စိတ်ဆိုတာကလည်းဝိပဿနာစိတ်ရှိမှဖြစ်နိုင်တာဆိုတော့ဝိပဿနာအလုပ်ကို လုပ်နေခြင်းဟာတည်ခြင်းတရားကိုလွန်မြောက်နိုင်တဲ့အလုပ်ကိုလုပ်နေခြင်းမှာဝိပဿနာချမ်းသာဟာလည်းအကလိကချမ်းသာပါပဲဝိပဿနာအလုပ်ဟာအသေးလွတ်တဲ့အလုပ်ဖြစ်သလိုဝိပဿနာရဲ့အချံရံဖြစ်တဲ့ဒါနသီလတမထအလုပ်တွေဟာလည်းနိဗ္ဗာန်ကိုဥတီခဲ့ရင်အသေးလွတ်တဲ့အလ ုပ်တွေဖြစ်ပါတယ်။နောက်တနည်းအားဖြင့်လဲသေခြင်းဆိုတာပျက်စီးခြင်းမှာပဲ။လောကီအယုံကာမဂုဏ်ချမ်းသာတွေဆိုတာကပျက်စီးသွားမယ်ချမ်းသာတွေပါ။လောကုတ္တရာချမ်းသာကတော့ဘယ်တော့မှမပျက်စီးနိုင်တဲ့ချမ်းသာပါ။တခါရှာထားတဲ့အယုံကာမဂုဏ်ဟာအမြဲတမ်းတည်တံ့ပြီးတော့ထာဝရတည်မြဲနေတယ်ဆိုတာမရှိဘူး။ တခါခံစားပြီးတော့ကုံသွားတယ်။ကုံသွားတဲ့အတွဲကြောင့်နောက်ထပ်ခံစားဖို့အတွက်ရှာဖွေရတယ်။တခါရှာလို့ရထားတဲ့ပတ်စံတသက်လုံးသုံးမကုံတော့တဲ့အတွဲနောက်ထပ်ရှာစရာမလိုတော့ပဲ။အေးအေးဆေးဆေးငြိမ်နေရတဲ့ရဲ့လို့မရှိပါဘူး။ရှာလို့ရရင်ရှာလို့သုံးရင်သုံးလို့ကုံရင်ကုံလို့သုံးရင်နဲ့အရှာအသင်တရားလဲလို့မဆုံးတော့ပါဘူး။ရှာလို့ရသမျှသုံးလို့ကုံ သွားတဲ့အတွက်ရှာပြီးရင်ရှာရင်ဖြစ်နေရပါတယ်။ကုံပြတ်သွားမယ်ကာမကုံချမ်းသာအတွက်လုံနေရတဲ့အလုဟာလည်းကုံပြတ်သွားမယ်အလုပါပဲ။ကုံပြောက်ပျက်စီးသွားမယ်ချမ်းသာတွေအတွက်ကုံပြောက်ပျက်စီးမယ်အလုတွေလုံနေရတာဟာတကယ်တွေးကြည့်ရင်ဝမ်းနည်းစရာအလွန်ကောင်းပါတယ်။မဆိတ်ကတော့တကြိမ်ဖြစ်ပြီးသွားရင် မတီမြဲပဲကုံပြောက်ပျက်စီးသွားတဲ့ရေလို့မရှိပါဘူး သောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကသောတာပန်ဖြစ်ကနေရှောကြသွားလို့သောတာပတ္တိမဖြစ်အောင်ထက်ကျင်ရတဲ့ဆိုတာမရှိဘူးမတရားဖို့တရားနိဗ္ဗာန်တရားများဟာဘယ်တော့မှမကုံပြတ်နိုင်တဲ့တရားပဲမချမ်းသာဖို့ချမ်းသာ နိဗ္ဗာန်ချမ်းသာများဟာဘယ်တော့မှမကုံပြတ်နိုင်တဲ့ချမ်းသာပဲမတရားဖို့တရားတွေကနံတရားတွေဖြစ်လို့ကုံပြတ်တတ်တဲ့ယုံနဲ့သင်္ခါရတွေရဲ့သဘာဝအတ ိုင်းဖြစ်လိုက်ပြက်လိုက်နဲ့ကုံပြက်နေတာပါပဲမတ်ပိုင်ရှင်ဖိုးပိုင်ရှင်တင်းလွန်သွားတဲ့အခါမှလည်းကုံပြက်သွားမှာပါပဲဒါပေမဲ့ဇံရသူတွေ ဇန်လျှောတယ်လို့မက်ဖို့ရသူတွေမက်ဖို့လျှောသွားတယ်ဆိုတာမျိုးဟာမရှိတာရဲ့ဘယ်တော့မှကုံပြောက်ပျက်စီးမသွားနိုင်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသိမြင်ခံစားနိုင်တာရဲ့အကြောင်း မတရားဖို့တရားမချမ်းသာဖို့ချမ်းသာတွေကို အကလိကချမ်းသာလို့ပဲခေါ်ရပါတယ်တကယ်တမ်းဘယ်တော့မှ မကုံပြတ်နိုင်တဲ့ချမ်းသာကတော့နိဗ္ဗာန်ချမ်းသာပါ နိဗ္ဗာန်ချမ်းသာဟာဘယ်တော့ဆိုဘယ်တော့မှ ကုံပြောက်ပျက်စီးခြင်းမရှိ အစဉ်ထာဝရတည်မြဲနေတယ်ဆိုတာကို အသေးချလေးနဲ့တွေးကြည့်ရင်နိဗ္ဗာန်ချမ်းသာလောက်လိုချင်စရာကောင်းတဲ့ချမ်းသာ လောကမှာမရှိတော့ပါဘူးဒါကြောင့်နိဗ္ဗာန်ချမ်းသာကို အနိုင်မဲ့ချမ်းသာလို့တင်စားရပါတယ် ဘယ်တော့မှကုံပြောက်ပျက်စီးခြင်းမရှိတဲ့နိဗ္ဗာန်ချမ်းသာအတွက်လုံနေရတဲ့ဝိပဿနာအလုံးဟာအကလီကအလုံးပါပဲဝိပဿနာရဲ့အချံရံဖြစ်တဲ့ဒါနသီလတမထအလုံးတွေကလည်းအနိဗ္ဗာန်ကိုဥတည်မယ်ဆိုရင်အကာလီကအလုတ်တွေပါပဲ။ကုံပြတ်သွားမယ်ချမ်းသာတွေအတွေ့အလုတ်လုံးနေရတာဟာဘာမှအနှစ်သာရမရှိပါဘူး။ မကုံပြဲ့မဲ့ချမ်းသာအတွဲအလုံးလုံးနေရတာဟာအနှစ်သာရပဲလို့အဲ့ဒီလိုသဘောပေါက်ကြမယ်ဆိုရင်မသေးခင်ဘာလုပ်ကြမလဲဆိုတဲ့မိကွန်းအတွဲအဖြေထွက်လာနိုင်တာပါပဲမိမိကိုယ်တိုင်ကတေအပ်ခြင်းသဘောရှိပါလျက်ကုံပြဲ့ရခြင်းသဘောရှိပါလျက်တေမဲ့သဘောကုံပြဲ့မဲ့သဘောဟူတာရှာမိနေခဲ့မယ်ဆိုရင် အဲ့ဒီရှာမိခြင်းဟာမမြတ်သောရှာမိခြင်းနိုင်ကြညံဖြင်းသောရှာမိခြင်း ဖြစ်ပါれ။ဘာလို့လဲဆိုတော့တေခြင်းတရားက မလွတ်မြောက်နိုင်လို့ပါပဲ။မိမိကိုယ်တိုင်ကတေရခြင်းသဘောရှိပေမဲ့၊ကုံပြတ်ရခြင်းသဘောရှိပေမဲ့တေခြင်းကင်းတဲ့သဘော၊ကုံပြတ်ခြင်းကင်းတဲ့သဘောကို ရှာမိနေခဲ့မယ်ဆိုရင်တော့အဲ့ဒီရှာမိခြင်းကို မြတ်သောရှာမိခြင်း အထက်တန်းကြားအစင်းမြင့်သောရှာမိခြင်းလို့ခေါ်ဆိုနိုင်ပါတယ်။မာလို့လဲဆိုတော့သေခြင်းတရားကလွမြောက်နိုင်လို့ပါပဲ။မသေးခြင်းရင်အသက်ရှူပါ လောကမှာတည်ခြင်းတဲ့လူရဲ့လို့တယောက်မှရှိမှာမဟုတ်ပါဘူးငါတည်သွားရင်ကောင်းမှာပဲငါမြဲမြံတည်သွားရင်အေးမယ်စသည်ဖြင့်ပြောတတ်ကြပေမယ်ပြောတဲ့သူကိုယ်တိုင်တကယ်တော့မတည်ခြင်းမှာဘူးစကားရတာပြောနေတာပါဘယ်တော့မှမတည်နိုင်တဲ့အဖြစ်မျိုးရှိမယ်ဆိုရင်အဲ့ဒီအဖြစ်မျိုးကို လူတိုင်းလိုချင်ချားမှာပါ သေးမှာကြောက်တဲ့လူသားများတွေဘယ်တော့မှမသေးနိုင်တဲ့နီလန်းလေးတစ်ခုပေးချင်ပါတယ်အဲ့ဒါကတော့မသေးချင်ရင်အသက်ရှူပါတဲ့နီလန်းပါပဲမသေးချင်ရင်အသက်ရှူပါဆိုလိုက်တော့လူတိုင်းအသက်ရှူနေလို့မသေးတာပဲမဟုတ်လားအသက်ရှူနေမှတော့သေပါဦးမလား အသက်ရှူရင် မသေးဘူးဆိုတာဥစဉ်ပြောမှလားမသေးဘူးအတွင်းသမင်လို့ဒီအသက်ရှူဖို့လိုသေးလို့လားသူ့လိုလို အသက်ကရှူနေတာပဲမဟုတ်လားလို့မေးเสียရှိပါတယ်ဒီဘဝဒီခန္ဓာမသေးဘူးအတွက် အသက်ရှူခိုင်းတာမဟုတ်ပါဘူးဒီဘဝဒီခန္ဓာကတော့ခန္ဓာရဲ့သဘာဝအတိုင်းတည်ရမှာပါပဲနောင်ဘယ်တော့မှမသေးဘူးတည်တတ်တဲ့သဘောတရားတွေဘယ်တော့မှမရဘူး တေချင်းတရားကနေအပီးတိုင်းလွမြောက်သွားဖို့အသက်ရှူခိုင်းတာပါဘယ်တော့မှ မသိနိုင်တဲ့နေရာဟာနိဗ္ဗာန်မှာနိဗ္ဗာန်ကိုခန္ဓာကျွေးမဲ့မျက်မှောက်ပြုနိုင်ပြီဆိုရင်ဘယ်တော့မှမသေးတော့ပါဘူးသေတယ်ဆိုတော့ဘဝခန္ဓာရှိလို့သေရတာပါ နိဗ္ဗာန်မှာဘဝခန္ဓာလုံးဝမရှိချုပ်ငြိမ့်နေတဲ့အတွက်သိစရာကြောင်း လုံးဝမရှိတော့ပါဘူး တည်ခြင်းကင်းတဲ့ချမ်းသာလောချမ်းသာတာလောကမှာမရှိတော့ပါဘူး။ဒါကြောင့်တည်ခြင်းကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုလောကလွန်ချမ်းသာလို့ခေါ်ရပါတယ်။ချမ်းသာအလုံးတို့ရဲ့အထွတ်အထိပ်အတုမဲ့ချမ်းသာကြီးဖြစ်ပါတယ်။ဘဝခန္ဓာမရှိရင်ချမ်းသာဒုက္ခလည်းဘယ်ရှိပါမလဲလို့ဉာဏ်မမီသူတွေထင်မြင်နေကြပေမဲ့ ခန္ဓာရှိချမ်းသာထက်ခန္ဓာမဲ့ချမ်းသာက အစာပေါင်းများစွာမနှိုင်းရှင်သာအောင် အစစ်မြင်မလွန်းလှပါれယုံနံခန္ဓာဟာဆင်းရဲတော့ဆင်းရဲကအဆုမြတာဖြစ်တယ်ဆိုတာရဲ့ ယုံနံခန္ဓာအလုံးရဲ့လမ်းဆုံးပန်းနိုင်ဟာတေခြင်းတရားဖြစ်တယ်ဆိုတာရဲ့ကိုအလေးအနက်သဘောပေါက်နားလည်လာရင်နိဗ္ဗာန်ချမ်းသာရဲ့အသေးလို့ချမ်းသာကိုတံမိုးထားတတ်လာမှာပါနိဗ္ဗာန်ဆိုတဲ့အသေးလို့ချမ်းသာကိုလိုချင်ရင်အဖြောင်ပြောတော့မသေးချင်ရင်အသက်ရှူရပါမယ်အသက်ရှူရမယ်လို့ဆိုလိုက်တော့အသက်ရှင်နေတဲ့လူတိုင်းအသက်ရှူနေတာပဲမဟုတ်လားလို့မေးเสียရရှိပါတယ် ပုံမှန်ရှူနေတဲ့အသက်ရှူခြင်းကိုကြောင့်ကြောင်းကြအာထုံမှုမပါပဲသူ့အလိုအလျောက်တဘာဝအတိုင်းရှူနေတဲ့အသက်ရှူခြင်းကို ဆိုလိုတာမဟုတ်ပါဘူးစိတ်အာယုံစူးစိုက်ပြီးတတိတရားပါပါအတိတရားတာတာနဲ့ရှူတဲ့အသက်ရှူခြင်းကိုယ့်ရဲ့အာထုံမှုပါတဲ့အသက်ရှူခြင်းကို ဆိုလိုတာပါအသက်ရှူရမယ်ဆိုတာတတိပညာသွင်းပြီးရှူရမယ်လို့ဆိုလိုပါတယ် တနည်းပြောရရင်တော့အမှတ်တတိနဲ့အသက်ရှူရမယ်လို့ဆိုလိုပါတယ်အလွယ်ကူဆုံးနည်းနဲ့အရှင်းဆုံးပြောရရင်တော့တတိထားပြီးအသက်ရှူရမယ်လို့ဆိုလိုပါတယ်တတိထားပြီးဘလို့အသက်ရှူမလဲအသက်ရှူသွင်းရှူထုံးလုံးလိုက်လို့နှာသီးဝသို့မဟုတ်အထက်နှခမ်းဖြား လေထိသွားတဲ့နေရာမှာစိတ်ကိုတတိကိုကတ်ထားပြီးလေဝင်ရင်ဝင်တယ်လေထွက်ရင်ထွက်တယ်လို့ရှုမှတ်ပြီးအသက်ရှူရပါမယ် လေဝင်သွားတဲ့အခါနှာသီးဝါကိုထိပြီးဝင်သွားပါတယ်။ထိတဲ့နေရာလေးမှာစိတ်ကိုသတိကိုကတ်ထားပြီးဝင်တယ်လို့ရှုမှတ်ရပါမယ်။အတွင်းဝင်သွားတဲ့လေကြောင်းနောက်စိတ်မလိုက်ရပါဘူး။လိုက်ရင်အတွင်းပြန်လင်းမှုဖြစ်ပါတယ်။လေထွက်သွားတဲ့အခါနှာသီးဝါကိုထိပြီးထွက်သွားပါတယ်။ထိတဲ့နေရာလေးမှာစိတ်ကိုသတိကိုကတ်ထားပြီးထွက်တယ်လို့ရှုမှတ်ရပါမယ်။ အပြင်ထွက်သွားတဲ့လေချောင်းတော့စိတ်မလိုက်ရပါဘူးလိုက်ရင် အပြင်ပြန်လွင်မှုဖြစ်ပါတယ်လေဝင်တဲ့အခါမှာရောလေထွက်တဲ့အခါမှာရောနှာသီးဝလေထီးတဲ့နေရာ တနေရာထဲမှာပဲစိတ်ကိုကတ်ထားရပါမယ်လေသွားရလမ်းကြောင်းတစ်လျှောက်စိတ်မလိုက်ရပါဘူး အတွင်းဆိုရင်1 byte အထိအပြင်ဆိုရင်၄ဟာနဲ့အထိအဲ့လိုနေရာတွေလိုက်ရွှေ့ပြီး မရှုမှတ်ရပါဘူးနှာသီးဝါအဖျားတစ်ထောက်စာ လေထီးတဲ့နေရာလေးတစ်ခုတည်းမှာပဲစိတ်ကိုကတ်ထားပြီးရှုမှတ်ရပါမယ်ဒါဟာနီးမှန်လမ်းမှန်ရှုမှတ်နေပါပဲ ဝင်လေဝင်တိုင်းထိထိတိုင်းသိထွက်လေထွက်တိုင်းထိထိတိုင်းသိဒါဟာရှုမှတ်ဤအချင်းချုပ်ပါပဲသတိထားပြီးအသက်ရှူတာကိုပဲအာနာပါနသတိပဋ္ဌာန်တရားပွားများတယ်အာနာပါနကမ္မထံအားထုတ်တယ်လို့ဆိုရပါတယ်အာနာဆိုတာဝင်လေအပါနာဆိုတာထွက်လေ ဝင်လေထွက်လေကိုတတိထားပြီးအသက်ရှူတဲ့ကမ္မထံကိုအာနာပါနာကမ္မထံဒီလိုခေါ်ပါတယ်ဝင်လေထွက်လေဟာ ထိုင်နေတဲ့အချိန်မှသာရှိတာမဟုတ်ပါဘူးသွားနေရက်နေလောင်းနေတဲ့အချိန်တွေမှာလည်းရှိပါတယ်။ဒါကြောင့်အာနာပါနကမ္မထံကို ထိုင်ရင်းနဲ့လည်းရှုမှတ်လို့ရသလိုသွားရင်းရက်ရင်းလောင်းရင်းနဲ့လည်းရှုမှတ်လို့ရပါတယ်။ တီးတန့်အချင်းယူပြီးထိုင်မှတ်သွားမယ်ရက်မှတ်လောင်းမှတ်ရင်တော့ဝင်းဝင်းနေထွက်ထွက်တယ်လို့မှတ်ရပါမယ်။သွားရင်လာရင်လုံရင်ကိုင်းရင် ပြောရင်ဆိုရင်စားရင်တောက်ရင်ရှုမှတ်ရင်တော့ဝင်းနေထွက်တယ်ဆိုတာတွေထက်မှတ်မနေရတော့ပဲဝင်းထီထွက်ထီသဘောလေးကိုသိနေရင် လုံလောက်ပါတယ်။ အမြဲရှိနေတဲ့ဝင်လေထွက်လေကိုအမြဲသိနေအောင်စ조사ကြဖို့တိုက်တွန်းချင်ပါတယ်။အလေးအကျင့်လဲလှုပ်ထားမယ်။တတိလဲထားမယ်ဆိုရင်နောက်တော့အခက်ခဲမရှိပါဘူး။အလွယ်တကူနဲ့ဖြစ်သွားမှာပါ။အသက်ရှင်နေတဲ့လူတိုင်းအသက်ရှူနေတာမို့အသက်ရှူတိုင်းတတိပညာသွင်းပြီးရှူမယ်ဆိုရင်အသက်ရှင်နေစင်မှာလဲစိတ်ချမ်းသာငြိမ်းအေးမှု အထူးအစင်းမြင့်စွာရရှိနိုင်သလိုတရားထူးတရားမြတ်ရသွားရင်လေတေခြင်းတရားမှာအပြီးတိုင်လွတ်မြောက်သွားနိုင်ပါတယ်။ဒါကြောင့်တိုက်တွန်းကျင်တာက မသေးခြင်းရင် အသက်ရှူပါ။စိတ်ချမ်းသာခြင်းရင် အသက်ရှူပါ။ကိုယ်ဘဝကိုကျေနပ်မှုရခြင်းရင် အသက်ရှူပါ။လောကချမ်းသာကို အပြည့်အဝဆုံးခံစားခြင်းရင်အသက်ရှူပါမိဘဆိုတဲ့အနှိုင်းမဲ့ချမ်းသာကိုဒီဘွားမာတင်အမြန်ဆုံးမျက်မှောက်ပြုခြင်းရင်အသက်ရှူပါ အာနာပါနကမ္မထံကိုမသိနားမလဲသူတွေကတမထကမ္မထံလို့ထင်မှတ်ဆွဆွဲကြပါတယ်သူတို့ထင်မှတ်ဆွဆွဲသလိုမဟုတ်ပါဘူးအာနာပါနကမ္မထဟာတမထဝိပဿနာဆွဲဆောင်ရတဲ့ကမ္မထကြီးပါ သမထလို့ရှုရင် သမထဖြစ်ပြီးဝိပဿနာလို့ရှုရင်ဝိပဿနာဖြစ်ပါတယ်။ဝင်လေထွက်လေလေချောင်းနောက်ကိုလိုက်ပြီးပုံသဏ္ဍာန်နမိတ်အရေးရောင်တွေကိုရှုနေရင်သမထဖြစ်တယ်။လေနောက်ကိုမလိုက်ဖဲနှာသီးဝလေထိယာတဏှာတဲကနေထိမှုတဘောလှုပ်ရှားတွန်းကန်မှုတဘောကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးထင်ရှားလာရှုနေရင်ဝိပဿနာဖြစ်ပါတယ်။အာနာပါနာ တတိတုတ်တံမှာမြတ်စွာဘုရားရှင်ကအာနာပါနာကိုရှုပွားရင်တတိပဋ္ဌာန်၄ပါးလုံးရှုပွားပြီးသားဖြစ်တယ်။တတိပဋ္ဌာန်၄ပါးရှုပွားရင်ဘုဆင်9ပါးကိုလည်းပွားများပြီးသားဖြစ်တယ်။ဘုဆင်9ပါးကိုပွားများရင် အရဟတမတ် အရဟတဖို့ကိုဆက်ရောက်နိုင်တယ်လို့မိန့်ကြားတော်မူပါတယ်။အာနာပါနာကမ္မထံရဲ့ယဟန္တာဖြစ်နိုင်တယ်လို့ဆိုလိုပါတယ်။ တုတ်တန်တစ်ခုမှဆိုရင်အာနာပါနရှုပွားတဲ့သူဟာတထိုင်နေနဲ့တောင်ယဟန္တာဖြစ်နိုင်တယ်လို့မိန့်ကြားတော်မူပါတယ်။ဒါကြောင့်အာနာပါနကမ္မထံကိုနိဗ္ဗာန်သွားတဲ့ဖြက်လန်းနိဗ္ဗာန်သွန်းတဲ့လမ်းတို့လို ရှေးသူဟောင်းတွေမိန့်ဆိုတော်မူခဲ့ကြပါတယ်။ ဆရာတော်ကြီးတပါးကဆိုအာနာပါနကမ္မထံကိုတဥ္စိုင်ပန်ကမ္မထံလို့တောင်တခန်းတနာချီးမွန်းဂုံတင်တော်မူခဲ့ပါတယ်အာနာပါနကမ္မထံဟာတမ္မာတန်ဗုဒ္ဓဖျားရှင်တိုင်းရဲ့လက်သုံးကမ္မထံကြီးဖြစ်ပါတယ်တခြားကမ္မထံနဲ့ဖျားဖြစ်တဲ့ဖျားရည်လို့တဆူမှာမရှိပါဘူးရှေးကလည်းဘယ်တော့မှမရှိခဲ့ပါဘူးအခုလည်းလုံးဝမရှိပါဘူး ။နောင်လဲဖယ်တော့မှရှိမှ မဟုတ်ပါဘူး။ဒီအချက်ကိုကအာနာပါနကမ္မထံဟာဘလောက်ကြီးကျယ်မြင့်မြတ်တယ်၊ဘလောက်ထိတ်တန်းကြဆုံးဖြစ်တယ်ဆိုတာကိုဖော်ပြနေပါတယ်။ဝင်းလေးပြန်မထွက်တော့တဲ့အချိန်ထွက်လေပြန်ဝင်တော့တဲ့အချိန်ဟာတည်တဲ့အချိန်မှာပဲဒါကြောင့်ယုံနံခန္ဓာအဆက်မပြတ်ရှင်သန်နေမှုမှာဝင်လေထွက်လေကအဓိကပဓာနာကြပါတယ် ဝင်သက်ထွက်သက်ဆိုတဲ့အတိုင်းဘဝတစ်ခုရဲ့အသက်ဟာဝင်လေထွက်လေဖြစ်လို့ဝင်လေထွက်လေကိုသတိကရှုမှတ်ရတယ်အာနာပါနကမ္မထမ်းဟာလည်းဝိပဿနာယောဂီတိုင်းရဲ့အသက်သွေးကြောကမ္မထမ်းကြီးဖြစ်ပါတယ်ဝင်လေထွက်လေနဲ့ပတ်သက်တဲ့ယုံနယ်ရဲ့သဘောတဘာဝတွေကို ပိုင်နိုင်သွားရင်ကျန်တဲ့ယုံနယ်အလုံးရဲ့သဘောတဘာဝတွေကိုပါပိုင်နိုင်သွားတာမို့အာနာပါနကမ္မထမ်းကို အညာကိုင်ကမ္မထမ်းလို့လည်းခေါ်နိုင်ပါတယ်။အဲ့ချိန်လို့ချိန်အချိန်တိုင်းမှာလဲထင်ရှားရှိနေတဲ့အတွေ့ရှုမရတာလဲလွယ်ကူမရမနာလဲအဆမပြေရှုမနိုင်တာကြောင့်အာနာပါနကမ္မထမ်းကိုပင်တိုင်းကမ္မထမ်းအဖြစ်သတ်မှတ်ပြီးအထုတ်တာဟာလူအများစုအတွက်အသင့်တော်ဆုံးပါပဲ အာနာပါနကမ္မထံကိုနှာသီးဝလေထိယအယက်သတိကရှုမှတ်တဲ့ဝိပဿနာနီလန်းနဲ့အရဟတဖို့ပေါ့အာထုံနိုင်ပြီဆိုရင်တော့တေခြင်းတရားက အပြီးတိုင်းလွတ်မြောက်ပါပြီအာနာပါနကမ္မထံဟာရဟန္တာအထိအမြန်ဆုံးဖြစ်စေနိုင်တဲ့ဝိပဿနာကမ္မထံစစ်စစ်ဖြစ်တယ်ဆိုတာကိုအကျွေးမဲ့ယုံကြည်ပြီးကြိုးကြောဆောဆောအာထုံကြဖို့အထူးတိုက်တွန်းလိုက်ပါရစေ။ နေစဉ်ဘဝရဲ့လူမှုကိစ္စအိမ်မှုကိစ္စတွေကို လုံနေရင်းနဲ့လဲအာနာပါနာကမ္မထံကိုအားထုတ်လို့ရပါတယ်အလုံးလုံးနေရင်းနဲ့တစ်စက္ကန့်ရရင်တစ်စက္ကန့်တစ်မိနစ်ရရင်တစ်မိနစ်၅မိနစ်ရရင်၅မိနစ်ကြိုကြာကြိုကြာအားထုတ်သွားမယ်ဆိုရင်အလုံးလုံးရတာလဲမပင်မန်းစိတ်ချမ်းသာတမာတိဉဏ်ရင့်သွားတဲ့အခါမှာလေတရားထူးရရင်အင်မတန်ဟန်ကြလာပါတယ် အချိန်လည်းမကုန်လူလည်းမပန်းငွေလည်းမထွက်အင်မတန်တွက်ချေကြိုက်တယ်အာနာပါနာကမထမ်းပါပဲတစ်ချိန်နဲ့အလုံးနှစ်ခုပြီးပါတယ်ဝိပဿနာကုသိုလ်ကို အလွယ်တကူရယူနိုင်ပြီးမတ်ဖို့နိဗ္ဗာန်ကိုအလွယ်တကူဆောက်ရောက်စေနိုင်တာဟာအာနာပါနာကမထမ်းပါပဲ